အဲ good morning ပါဗျာအဲကျွန်တော်နှစ်ချင်းခရိယာမှာဒုတိယမူချင်းခံပြီးတဲ့ born again generation 40မြောက်မီယိုဖလာနှစ်ချင်းခရိယာဖြစ်ပါတယ်အဲကျွန်တော် doctrine လေးကိုပြောတော့အဲကျွန်တော်တရားမဟောပါဘူးအ내ပြန်လာတာလည်းဖြစ်ပါတမာကျမ်းစာကိုအ내ပြန်တယ်အဖာယွန်းနဲ့ဩဝါဒတွေကိုထောက်ပြတယ်ဒီလိုပဲလုပ်ပါတယ်အဲအ내ပြန်တဲ့အခါမှာလဲဆရာယုဒတန်ရဲ့ မူရင်ဟေလဟေပြဲဟေလတာဘာသာနေပြီးတော့ဒါရိုက်မြန်မာဘာသာလို့ဒါရိုက် translation လုပ်ထားတဲ့တမချန်းစာ66ချမ်းကိုပဲအနှက်ပြန်ပါတယ်ဖတ်ပါတယ်အဲတခြားဘယ်တဲ့ပါဘာလော်ဂျီညာလော်ဂျီဘာလစင်ညာလစင်မှကျွန်တော်အဲမပြောပါဘူးအဲတမချန်းစာ66ချမ်းကိုပဲအဲဆရာယူတဲ့တမချန်းစာ66ချမ်းကိုပဲပြောတာဖြစ်တယ်အဲအခုပြောချင်တာ trinity ဆိုတာလေးကိုပြောချင်တာပေါ့နော် အဲ Trinity ကိုအတူဆုံးနဲ့အရှင်းဆုံးနားလဲအောင်အဲအဲ့ဒါကျွန်တော်ပြောချင်တာပါအဲသုံးကားပေါင်းမိုးလင်းလှုပ်တဲ့ကောင်ကလှုပ်တယ်ဟာလားအဲတားတော်ဖေဘွားကိုခမီးတော်ဖေဘွားကနေကားတိုင်းတင်ပြီးတော့တရားခံလူစားတို့အဖြစ်သတ်တဲ့ကောင်ကသတ်တယ်အဲ့ဒါမိစ္ဆာတွေပါနော်မိစ္ဆာတွေအနှစ်ချင်းခရိယံတွေဂုရုတွေအဲ့ဒါငရဲသွားမှာယေရှုတက်တော်ဆုံပြီးတော့အဲ မရဏာသွားတရားဟောတယ်လို့ပေါက်ပန်းစီပြောတဲ့ကောင်ကပြောတယ်အဲသူတို့အဲ့ဒီဟာမရဏာလိုက်သွားမှာသူတို့သိရင်မရဏာသွားမှာသူတို့ဟောရတဲ့အတိုင်းနော်ယေရှုမရဏာမသွားပါဘူးသွားစရာလည်းမလိုပါဘူးနော်လာဇရုထွက်ခဲ့ဆိုထွက်လာတာမရဏာကောတုံးလိုက်တော့ထွက်လာတာပဲဘာလို့ယေဟောဝါယာဝေလူစာတိခံလာတာအဲ့ဒါယေရှုယေရှုရဲ့ခံတာဟမ်အဲ့ဒါဂျူးဖျားမုန်းလို့တီးစင်ဟမ် ိုးပညတိကျမ်းအနာဂတ်ကြီးကျမ်းတွေမှာပြောနေတယ်ငါမတဘာအခြားသောဘုရားမရှိငါမတဘာအခြားသောကယ်တင်သောအရှင်မရှိငါမတဘာအခြားသောဘုရားမကိုးကွယ်ရဆိုတဲ့အဲဂျူးဘုရားမိုနိုသီဇင် YHWH ယေဟောဝါယာဝေဟာသူကိုယ်တိုင်လူစားကြီးခံယူလာအပြည့်မဲ့ပရိသတ်တွေဆိုရင် လူစားကြီးခံယူလာတာဖြစ်တယ်နော်အဲ့တော့ဓမ္မဟောင်းမှာရှိတဲ့လူတွေကမချွတ်မလွတ်လို့ယေရှုကသွားပြန်ပြီးတော့တရားဟောရပါတယ်ဆိုတော့မင်းတို့ယူလို့ပြောနေတာလား တမဟောင်းမှာသူ့မှာပြညတ်တီကြံအနာဂတ်တီကြံနဲ့ကဘာဦးကိုဖန်ဆင်းစအချိန်တည်းကဟမ်ယေဟောဝါယာဝေရဲ့လုံထုံးလုံနည်းတွေကမပြည့်စုံလို့ယေရှုကသွားပြီးပြေပွားအဖြစ်နဲ့အဲမရဏသွားပြီးတော့ပြန်တရားဟောရတယ်ဆိုတော့မင်းတို့ယူဟမ်ဟာမင်းတို့ချီးစားပြီးငါ့ကိုလာပြောငါမယုံဘူးအဲ့ဒီစကားအာဓမ္မချမ်းသာမှာလည်းမပါဘူးမရှိဘူးအဲအဲ့ပကတိကိုလုံးနေတာအဲအဲ့မရဏကိုလှုပ်ပြီးတော့ အဗတနာယေရှုတော်တရားဟောရတယ်ဆိုရင်အဲ့ဒါယေဟောဝါယာဝေကအဲသူပြတန်းထားတဲ့ပညာတိအနာကကြီးတယ်မပြေစုံတဲ့သဘောမင်းတို့ပြောနေတာဖယေဘွားဆိုပြီးတော့အဲအဲ့ဒီယေဟောဝါယာဝေကအဲကိုလှုပ်ထားတဲ့အလုပ်ကိုကိုမရှင်းနိုင်လို့ယေရှုကအသက်တော်ဆုံးပြီးတခါဓမ္မဟောင်းကအဖွဲ့ကိုသွားရှင်းရတယ်ဆိုတော့အဲမင်းတို့ချီးစားပြောတော့ငါမပြောဘူးတိလားအဲ အဲထမင်းစားရတဲ့လူဆိုရင်တော့မယုံဘူးပေါ့နော်အဲထမင်းမစားတဲ့လူကတော့အဲယုံပြီးအာမေထူးနေတာပေါ့အဲမင်းတို့သိရင်တော့အဲမင်းတို့မင်းတို့ဟောတဲ့အတိုင်းမတနာလိုက်ပါကြနော်ငါတို့ကအဲ့ဒါလက်မခံဘူးယေရှုမတနာသွားစရာအကြောင်းမရှိဘူးဓမ္မဟောင်းကြဓမ္မဟောင်းကြမဲ့သူ့ဟာသူပြည့်ညတ်တီအနာဂတ်တီကြံနေပြည့်စုံပြီလားပြည့်စုံပြီဓမ္မဟောင်းဓမ္မဟောင်းရဲ့ကယ်တင်ခြင်းဟာယေဟောဝါယာဝေဟာ 比比上比下，也 <laughs>、嗯啊、修大为了百光百米哦！哎，我话咱现在家伙们修修路表呢，可以的，可以的修路表呢。哎，不个只一座了，来一个宝马来讲的，哎、啊，这弄个表现了啊！我话新手那边，哦，新手啊，家伙、啊，这弄个表,、啊啊啊啊啊、表现，卡米罗大了，但是弄个五年的货是，东北东北国么红，东北国片的么是，么是、啊、卡米罗啊！ ဒါတော့အသင်ရှင်သောဝိညာဉ်တော်ဆိုတာအဲ့ဒါဘာကိုပြောတာလဲဆိုတော့ဘာနဲ့ example ပေးမလဲဆိုတော့ coffee mint coffee mist လို့ example ပေးလို့မရအောင်ဒါရေရေငွေ့ရေခဲအဲ့လိုလဲ example ပေးလို့မရအောင်ငကိုတွေကလည်း꽌မနေဘူးဟဲ့လား coffee mist ဆို no တတ် coffee တတ်တတ်ကြားတတ်အဲ့လိုလဲ꽌မနေဘူးငကိုတွေကလည်း꽌မနေဘူးပေါင်းလည်းမပေါင်းပေါင်းစရာလည်းမလိုဘာလို့လဲငကိုတွေက꽌မနေတဲ့အတွက်ပေါင်းကိုမပေါင်းဘူးဘာလို့ငကိုတွေကအဂျူးဖျားยาวี ယေဟောဝါယာဝေ YHWH မိုနိုဒီဇင်ငါမတော့ပါအခြားသောဘုရားမရှိဆိုတဲ့အဲ့ဒီဘုရားကဘာဦးအစမှာဖန်ဆင်းစားငါပါမိုးကောင်းကင်ကိုငါတပါးတဲ့လေးချက်တယ်ဧရှာ44ဧရှာ44အခန်းကြီး44အငယ်20မှာငါတပါးတဲ့လေးချက်တယ်နော်ကောင်းကင်ရဲ့မြေကြီးကိုဆိုတော့ဒါကမိုနိုဒီဇင်ကိုဖေဝါလုံးနေတာဟိန္ဒူဝေဇင်လုံးနေတာအဲ့တော့ကျွန်တော်က3ပါး ခမီးတော်သားတော်တန်ရှင်သောဝိညာဉ်တော်ဘယ်လိုနားလဲဘုကျွန်တော်ရှင်းပြခြင်းလဲဆိုအတူဆုံးနဲ့အရှင်းလင်းဆုံးနားလဲအောင်ရှင်းပြခြင်းလာဘာလဲဆိုဖာခင်တယောက်နော်သားသမီးရှိတယ်ဖာခင်တယောက်ဒီဖာခင်တယောက်ကသူ့ရဲ့သမီးကိုဘယ်လိုဆက်ဆံဥဖြူဆိုပါတော့ဗျာဥဖြူအဲ့ဥဖြူကသူ့သမီးအရင်ခေါက်ခေါက်ကိုသူဘယ်လိုဘယ်လိုဆက်ဆံအဖေလေးဆက်ဆံတယ်မလား အဖေအဖြစ် manifest လုပ်တယ်လို့ခေါ်တယ်အဖေအဖြစ်ထင်ရှားပေါ်ပြတယ်အဖေမေတ္တာကိုပြတယ်အဖေရဲ့ဟလားငါ28မေတ္တာကိုပြတယ်အဖေပြောဖို့ဆိုဖို့ဆက်ဆံဖို့ကစားအဖေလို့ဆက်ဆံအဲ့ဥဖြူကသူ့မိန်းမကိုကြတော့မယားလို့ဆက်ဆံမယားလို့ဆက်ဆံဒါပေမဲ့ဥဖြူကနှစ်ပါးလားဆိုမဟုတ်ဘူးဥဖြူရဲ့သူ့မိန်းမကိုကြတော့မယားလို့ဆက်ဆံအဲ့ မယားလို့ဆက်ဆံတယ်။တာမယားလို့ဆက်ဆံတယ်။ဟမ်ကာမဆက်ရှိတယ်ရန်ရန်ပြောရဲနော်သူမိမလို့သူဆက်ဆံတယ်။ပြောတာဆိုတာဆက်ဆံတာအစဟမ်အဲ့လိုဆက်ဆံတယ်။အဲ့လိုပဲခမီးတော်ตาတော်တန်ရှင်တော်ဝိညာဉ်တော်ဆိုတာဟမ်ဥဖြူကနှစ်ပါးမဟုတ်သုံးပါးမဟုတ်အဲ့လိုပဲယေဟောဝါယောဝါလူစားတိခံရတဲ့နှုတ်ကပတ်တော်ယေဟောဝါယောယေရှုဖြစ်တယ်။အဲ့ဒီယေရှုကို တားတော်လို့ပြောတယ်တားတော်အဖြစ်နဲ့ပဲဆက်ဆံတယ်ဒါပေနဲ့ဖျားသုံးပါလားဆိုမဟုတ်ဘူးတပါးပဲအဲ့ဒါမိုနိုတီဇင်လို့ခေါ်တယ်နော်ဥဖြူဟာသူ့သမီးကိုသမီးအဖေနဲ့သမီးအဖြစ် communicate လုပ်တာ manifest လုပ်တာ communicate လုပ်တာနော်အဖေနဲ့သမီးအဖြစ်ဆက်ဆံဥဖြူဟာသူ့မယားကိုမယားလို့ဆက်ဆံလင်မယားလို့ဆက်ဆံ ဟမ် manifest လုပ်တယ်လိမယာလို့နော် communicate လုပ်တယ်နော်အဲ့လိုပဲနော်အဲ့ဒါ၃ပါး၃စုဖရာမဟုတ်တပါးတည်းပဲအဲ့ဒါလေးပြောကြတာနော်အဲ့အဲ့ဒါဓမ္မနားမလည်ဘူးဆိုရင်လည်းဟမ်အခုအဲ့အဲ့ဒါဟိုတော့၃ပါး၃စုအခုဖြည့်ရှင်းပြတာဒီတဲ့ရှင်းပြစရာအကြောင်းမရှိတော့ဘူးနော်ဥဖြူသူ့တမီးကိုတမီးလိုပဲဆက်ဆံတယ်မယားလိုဆက်ဆံရဲအဲ့ဒါဟမ်အဲ့မယားလိုတော့ဆက်ဆံလို့မရဘူး တမီးကိုတမီးလို့ပဲဆက်ဆံအဲ့ဥဖြူကသူ့မယားကိုကြတော့မယားလို့ဆက်ဆံတယ်နော်အဲ့ဒါ communication manifestation လို့ခေါ်အဲ့ဒါခမီးတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်ဆိုတော့သားတော်အဖြစ်နဲ့ဆက်ဆံတဲ့အခါမှာဘာတူလဲအဲ့ဒါယာဝေပဲဒါပေမဲ့သားတော်အဖြစ်နဲ့ manifest လုပ်တာ sonship ကိုသားရဲ့အဖြစ်တော်ကိုစွန့်ပေးမှဖြစ်တဲ့အတွက်သားတော်အဖြစ်နဲ့ manifest လုပ်တယ် communicate လုပ်တယ်နော်ဒါဘာတူလဲဆိုတော့ယာဝေပဲ ။တန်ရှင်းသောဝိညာဉ်တော်ဥပစေဆရာအဖြစ်နဲ့ manifest လုပ်တယ်ဟလာနမိတ်လက္ခဏာတွေပြောတယ်တက်တည်ပေးတယ်ဟလာအဲ့ဒါဘာလို့လဲဖယဘွားတန်ရှင်းသောဝိညာဉ်တော်ဖယဘွားတပါမဟုတ်အဲ့ဒါ YHWH ပဲနော်ယေရှုခရစ်တော်အဖြစ် manifest လုပ်တယ်အဲ့ဒါဖယဘွားတပါမဟုတ်အဲ့ဒါ